တာတမချင်းစာဖတ်ယူခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ဟေရှာယအနာဂတိကျမ်းအခန်းကြီး36အငယ်1မှ22ဟေဇကိမင်းကြီးနန်းဆန်14နှစ်တွင်အာရှုရိရှင်ဘုရင် သနာခရိတ်သည်ယူရာပြည်၌ခံခန့်သောမြို့ရှိသမျှတို့ကိုစစ်ချီ၍လှုပ်ကြံပြီးလင်း ရပရှာခကိုခန့်ထား၍များစွာသောဘူချင်းနှင့်တကွလခိရှာမြို့မှဟေရုရှလင်မြို့ဟေဇကိမင်းကြီးထံသို့ဆယ်လွတ်လေ၏ထိုဘူချုပ်မင်းသည်ရောက်၍ခဝါသည်ဤလင်နာမှရှောက်တော်လံအထက်ရေကံပြွား၌ရက်နေ၏ထိုအခါဟိလခိသာဖြစ်သောနန်းတော်အုပ်အေယာကိန်စာရေးတော်ကြီးရှေပနာ အရသာအတွင်းဝင်ယောအားတို့သည်သူထံသို့ထွက်ပြီးလင်ရပရှာခကမဟာအရှင်မင်းကြီးအရှူရီရှင်ဘရင်သည်ဟေဇကိကိုမိန်တော်မူသည်ကသင်ခိုလွန်သည်ဖြင့်ခိုလွန်ရကအဘယ်သို့နည်းစစ်တိုက်လက်အောင်ယံသတ္တိအစွမ်းသတ္တိနှင့်ငါပြည့်စုံသည်ဟု အချင်းသောစကားကို သင်ဆိုပါသည်တကားငါ့ကို ပုံကန်ချင်းဟာအဘယ်သူကိုကိုးစားသည်နည်းကျိုးသောကျူလုံးတောင်ဝေးဒီဟုသောအေဂုတုပြည်ကိုကိုးစားပါသည်တကားထိုကျူလုံးသည်မိသောသူ၏လက်ကိုဖောက်၍ရှူသွားလိုက်မည်ထိုသို့အေဂုတုမင်းကြီးဖာရောဘရင်သည်မိမိ၌မိသောသူအပေါင်းတို့ကို ပြုလိုက်မည် သင်တို့ကငါတို့သည်ငါတို့ဤဖရာသခင်ထာဝရဖျားကို ကိုးစားသည်ဟု ဆိုပြန်လင်ဟိဇကိသည်မြင့်သောအယက်ဌာနနှင့်ရစ်ပလင်တို့ကိုပယ်၍ဤမိသောရစ်ပလင်ရှိ၌သာကိုးကွယ်ရမည်ဟုယူရပြီသူယေရုရှလင်မြို့သားတို့ကိုမှားထားသဖြင့်သင်တို့ပြစ်မှားသောဖျားဖြစ်သည်မဟုတ်လော သို့ဖြစ်၍ယခုတွင်ငါသခင်အာရှုရိရှင်ဘုရင်၌အာမခံတို့ကိုအပ်ပါလောသင်၌မြင်းစည်းသူရဲ့လွန်လောက်အောင်ရှိလျင်မြင်းနှထောင်တို့ကိုငါပေးမည်သင်သည်ငါသခင်၏ကြုံတို့တွင် အငယ်ဆုံးသောဘူကိုအဘယ်သို့လှန်နိုင်မည်နည်းအခုတို့ပြမယထာများမြင်းစည်းသူရဲ့များကို ရမည်ဟုယုံပါသည်တကားထာဝရဘုရား၏အခွင့်မရှိဘဲဤပြည်ကိုဖျက်ဆီးခြင်းငှာငါလာသလိုထိုပြည်ကိုသွား၍ဖျက်ဆီးလောဟုထာဝရဘုရားသည်ငါအားမိန်တော်မူပြီဤအကြောင်းအရာများကိုပြန်ပြောကြလောဟုပြောဆို၏ထိုအခါအေယကေရှေပနယောအားတို့က ရှူရီဘာသာစကားအဖြစ်ကျွန်တော်တို့အားအမိန်ရှိပါလောထိုစကားကိုကျွန်တော်တို့သည်နားလဲပါ၏မြို့ရိုးပေါ်မှာရှိသော သူတို့သည်ကြားရအောင်ယူဒဘာသာစကားအဖြစ်အမိန်မရှိပါနှင်းဟုယဘရှာခါကိုဆိုလင်ယဘရှာခါကငါသခင်သည်သင်ဤသခင်နှင့်သင်အားသာဤစကားကိုပြောစေခြင်းငှာ ငါကိုဆီလွတ်တော်မူသလိုမြို့ရိုးပေါ်မှာထိုင်လျက်တင်နှုံးနဲ့အတူမိမိတို့မစင်ကိုစား၍မိမိတို့ရေဟန်းကိုတောက်ရသောသူတို့ရှိရာသို့ဆီလွတ်တော်မူသည် မဟုတ်လောဟု ဆိုပြီးလင်ရာဘရှာခသည်ထ၍ယူဒဘာသာစကားအဖြင့်ကျဲသောအသက်နှင့်တွေးကြော်လျက်မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင်၏ အမိန်တော်ကိုနားထောင်ကြလော့ရှင်ဘုရင်မိန်တော်မူသည်ကဟေစကိသည်တင်တို့ကိုမလှဲ့စားစေနှင့် သူသည်တင်တို့ကိုကယ်ယူခြင်းကမတတ်နိုင်ဟေစကိကထာဝရဖျားသည်ငါတို့ကိုဧကအမှန်ကယ်ယူတော်မူမည်ဤမျိုးသည်အာရှူရိရှင်ဘုရင်လက်သို့မရောက်ရဟု ဆိုသဖြင့်ထာဝရဖျားကို မကူစားစေနှင့် ဟေဇကိဇကာကိုနာမထောင်ကြနဲ့အာရှုရိရှင်ဘရင်မိန်တော်မူသည်ကငါနှင့်မိသဟာရဖွဲ့ကြငါထံသို့ထွက်လာကြသင်တို့ပြည်နှင့်တူသောပြည်ဒီဟုသောဆန်စပါစပြည့်ရင်နှင့်ပြည်စုံသောပြည်မုံနှင့်စပြည့်ဥရင်များသောပြည်တို့သင်တို့ကိုပို့ခြင်းငါငါမလာမီတိုင်အောင်သင်တို့သည် ကိုစပြစ်ပင်ဤအသေးကိုသဖန်းပင်ဤအသေးကိုစား၍ကိုရေကန်ကရေကိုတောက်လျက်နေကြအောင်လောဟိစကိကထာဝရဖျားသည်ငါတို့ကိုကယ်ယူတော်မူမည်ဟုမဖျားရောင်းစေနှင့်အပြည့်ပြည့်သောဖျားတို့သည်မိမိတို့ပြည်များကိုအာရှုရိရှင်ဘုရင်လက်မှကယ်လွတ်ကြပြီလောဟာမတ်ကီဤဖျား အဝတ်ပြည်ဤဖရာတို့သည်အပေမှာရှိကြသည်။သေဖရင်ဝင်ပြည်ဤဖရာတို့သည်အပေမှာရှိကြသည်။သူတို့သည်ရှမာရိပြည်ကိုငားလက်မှကယ်လွတ်ကြပြီလော။ထိုအပြည်ပြည်သောဖရာတို့တွင်အပေမိသောဖရာသည်မိမိပြည်ကိုငားလက်မှကယ်လွတ်ဖူသည်။ထာဝရဖရာသည်ယေရုရှလင်မြို့ကိုငားလက်မှ အပေတို့ကဲလွတ်နိုင်မည်နိဟုဆိုလေ၏ယူရလူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲတိတ်ဆိတ်စွာ နေကြ၏အကြောင်းမူကားပြန်မပြောနှင်းဟု ရှင်ဘရင် အမိန်တော်ရှိသည်။ထိုအခါဟိလခိသာဖြစ်သောနန်းတော်အုပ်အေယာကိန်စာရေးတော်ကြီးရှေပနအာရတအတွင်းဝင် ရောအားတော်သည် မိမိတို့အဝတ်ကိုဆုတ်လျက်ဟေဇကိမင်းထံသို့လာ၍ရပရှာခစကားကိုကြားလျှောက်ကြ၏တော်ရပြသည် သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။သာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသော။သာဝရဘုရားသည်သင်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသော။သမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနတ္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်းသင်ခြင်းစုကျေစုသည် တင်တို့ပေါင်း၌ကာလအစဉ်သက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်